တရားဝင်ရှိမှစတားလိုက်ထောက်ခံသူတွေနဲ့ဟ ோம் လန်ဒါလော်ဘီတွေကြားပတိကျုပ်ဖြစ်ပွားပြီးတဲ့နောက်ရဲတွေကလူသားမှုအလုပ်ကိုပြစ်ဖို့အမျိုးသားနှုတ်ဦးကိုဖမ်းဆီးထားလိုက်ကြပါပြီ။သတင်းမီဒီယာတွေမှာလည်းဒီဖြစ်ရခါ Hub News ဖြစ်နေတဲ့စတားလိုက်ရောသူ့ရဲ့ထောက်ခံသူတွေပါအခြေအနေသိပ်မကောင်းစတားလိုက်နဲ့ Huey ကတော့လူနာဆောင်ဆိုတော့ဒီတိကျုပ်ကိုသတင်းကပဲကြည့်လိုက်ရတယ်။ဒီကြားထဲသူ့အသက်6နှစ်ကလေးကပျောက်သွားတဲ့သူ့မိခင်ရုတ်တရက်ပေါ်လာလို့ဝမ်းမတာနိုင်တဲ့အပြင်စိတ်ရှုပ်ထွေးနေရတယ်။ပူဆိုးတာကမေလို့သူက Fort Sewa လက်ကုံမှာအလုလုပြီး Fort ညာ တွေကိုအိုက်တင်တွေပါလာလုပြနေတယ်။တားဖြစ်သူကဖော့ကျဲရန်သူဖော့ဆေးဝါတွေအကုန်တဲချလာပြီးသူ့ယောက်ျားအတွက်အခုမှလာပြီးခင်းကျင်းနေလို့အမေပါလာလုတာလဲလို့နုနုညံ့ညံ့ပြဲအော်မိတာပေါ့။ဒါအပြင်သူ့ဖေကဆေးဝါစွန့်ပြစ်ချက်နဲ့ပတ်သက်ပြီးသူ့အမေလက် Work Quick App Power of Authority လွှဲထားတာသိရလို့ QV ပို့ပြီးဒေါသထွက်သွားတယ်။အဖေကဘာလို့ဒီလိုစွန့်ခဲ့ရတာလဲပေါ့။လွန်ခဲ့တဲ့နှစ်နှစ်လောက်တည်းကမိဘတွေချင်းချင်းပြန်ဆက်သွယ်ကြပြီးနှစ်ယောက်သဘောတူစွန့်ချက်ထားကြရတဲ့ QV ဘောကတို့တစ်ချိန်လုံးတိုက်ပွဲဝင်နေချိန်မှာဒီလိုတွေ ဖြစ်သွားတာပါကကိုလင်တယောက်အဲ့ရကနေနာနာကြည်ကြည်နှုတ်ထလာချိန်မှာဖရန်ချီကပြန်သွားရမယ့်ချိန်ထထိုင်လိုက်တဲ့ကိုလင်ကိုမင်းအဲ့ရထဲမှာဆက်လက်နေသင့်တယ်လို့ကျင်နာပြတယ်ကိုလင်ကလည်းမင်းသာမရှိရင်ငါပေါ်ပြီးချိန်နေစိုးမှာဆိုပြီးပြန်နှုတ်ညံ့ပြပြက်ကူတယောက်ပွတ်ဖက်နောက်ဆက်တွဲတွဲတာစုနေချိန်မှာဖရန်ချီရဲ့ဖုန်းကနေနုတ်ဒီဝင်လာလို့အလုတ်ကပဲဆိုပြီးဆွတ်လှဲထွက်လာခဲ့ပါတယ်ကီမီကစက်ကူထုံးဆရာဝန်တက်နေသွားတွေ့တယ်အရင်ဆရာဝန်ရဲ့ချက်လက်တွေကိုကြည့်ပြီးမင်းဘလို့နေသေးတယ်လို့မေးတော့အရှင်ပြေသူခုဒီကိုတော့လာမှာမဟုတ် ဘူးလို့စာရေးပြလိုက်တဲ့စစ်ကူထုံးတွေရဲ့ထုံးစံတိုင်းစကားမပြောနိုင်တာအထက်ကဒရာရီနဲ့ပတ်သက်တယ်ပေါ့မိမိဘကဘလို့ချီနေတယ်လို့မေးလိုက်တော့စိတ်ဒရာတွေကိုမနှဲချုပ်တီးထားတဲ့ကီမီကိုရဲ့အင်အားတွေလက်ဖြားကိုစီးဆင်းသွားလို့ဖိုင်ကုန်လေရဲ့ကြေမွသွားပါတယ်ကီမီကို the wise line ဝချင်းကိုကြောက်တော့ဝချားကကဲစားအကျိတ်ချောင်းကိုပြောပြလို့အားလုံးကစိတ်မကောင်းဖြစ်နေကြတဲ့ချိန် Starlight ကအဲ့ဒီတန့်ဗီဒီယိုကအစိတ်ရှိတယ်လို့ပြောခဲ့ထားပဲတဲ့ညွန့်တွန့်နေတဲ့ဝချားကနင်းကငါတို့အဖွဲ့တဲကလူမမဟုတ်တာဘယ်ုံမလဲလို့ ြောလိုက်တော့ကျန်တဲ့သူတွေအားလုံး Starlight ဘက်ကနေမခံနိုင်ဖြစ်သွားတယ်ဒီတော့ MM ကမင်းချောက်လာလုံးလုံးငါ့ကိုလိန်ထားတာစိတ်ကုံသွားပြီဆိုတော့ဘချာကသူ့လိန်ထားတာမဟုတ်ထုတ်မပြောတာတဲ့ဒီလိုဆိုတော့လေမှန်နေတာပဲဘယ်လိုပဲဖြစ်ဖြစ်ယူသားမှုမရှိဘူးဆိုပြီးအထုပ်ပိုးပြင်ပြီးလစ်တော့လို့နှင်ချလိုက်တယ်ဒါကို Huey ကဝန်တားမယ်လို့တော့မချစ်နဲ့ရင်မင်းနဲ့ဒီကောင်နဲ့လိုက်သွားလို့ရတယ်သူခက်ပြက်ပြက်ပြောချလိုက်ပါတယ်ဖော်မာတော့ Riot ကိုပွဲထုတ်ဖို့အတွက်ဖန်တီးလုပ်ချင်မရှင်တစ်ခုကို Driver နဲ့ Marketing တွေပေါင်းပြီး Salesman Fishing လုပ်ပြတ Cándide. တလိမရိုင်းယန်ရှိဟာသူ့ဖခင်ဟ ோம் လန်ဒန်ဘိုးဘော်ကနေကြလာပြီးမြေတွေနဲ့ပြောတယ်ဟဲ့ကောမြေတော့မကြဘူးကွာဟဲဟုတ်ပါပြီဒီလိုပြောတယ်မင်းဟာငါတာမင်းမေဟာငါမယာမင်းနာကတ်တွေငါဘေးနားမှာရှက်လို့ပြောချလိုက်တော့တော်တော်ညံ့တဲ့ဇလန်းလို့ပြောလိုက်တဲ့သူကစစ်စတာဆစ်ပါတကယ်တော့ရိုင်းယန်ကပထမဦးဆုံးတဘာဝအတိုင်းမွေးလာတဲ့စူပါဟီးရိုးတခွဲကကထွက်လာတဲ့ကြွတ်မဟုတ်ဘူးသူ့မှတ်တဲ့စိတ်ကဒီတဲ့ပူပြီးထူးကြနေတဲ့နဲ့မတ်ထရစ်ဒဲကနီယိုတို့ဟယ်ရီပေါ်တာတို့လူကျူတရေကောင်တို့ကိုဟောလိဝုဒ်ကတယ်ပီတယောက်မယူအောင် ရှိတ်ထုတ်ခဲ့တယ်လို့အခုလေရိုင်းရဲ့ကိုအမေရိကကကြိတ်ချင်းကြိတ်မှာပေါ်ဆိုတော့သူဆွဲထားတယ်ဒူးကျဲရှင်လီဇညွန့်တက်ကိုချပြလိုက်တယ်ချက်ချင်းပဲစစ်စတာစိကဟုံးလန်ဒါနဲ့အတူစပီဆွဲမယ်တစ်ချက်ကြည့်ဆိုတော့ပွဲကြိတ်တဲ့ဟုံးလန်ဒါလည်းဘူးမတိဘာမတိနဲ့ရှောင်ပြီးပြုံးပြလိုက်မိတယ်ကျမဒီမှာရှိနေတာဟုံးလန်ဒါခေါ်ထားလို့သူကကျမကိုယုံကြည်တယ်ကျမပြောတဲ့ဇညွန့်တိုင်းပဲလုပ်လို့ပြောပြီးခတ်တီတီထွက်သွားပါတယ်စစ်စတာစိတလေကားတဲ့ရောက်တော့အနောက်ကနေအက်ရှလီကပန်းကနန်ပြေးဝင်လာမိမချင်းတတိပေးတာနင်းညံကောင်းနေဆိုပြီးဟုံးလန်ဒါ ာကိုဒီလိုလေးရှောက်ပြောနေလို့မရဘူးလို့ကျက်တူရဲကတော်တော်မေတော်ကခဲခဲလာလို့ပြရင်နင်းကသာဂရုမဖြစ်တဲ့တိသူ့ဟိုဟာကိုမကျင်ပါငါကတော့မမဘူးလို့ရင်မက်ဒလင်စတီဝဲလူဟုံးလန်နာကိုချိုချိုတိုက်ပြီးစီးအောင်ပါလားဂျာယိုဟင်းဂျိုလေးလုတောင်းလေးနှုတ်ရလိုက်တဲ့ဟဲ့ဆစ်ကသူ့ပိုင်းနဲ့ဘုဒ္ဓတရားနဲ့ခိုင်ဖောက်လိုက်တာအက်ရှလီပစက်ပိတ်သွားပါတယ်ဒီအချိန်မှာတက်လေကလည်းတတိဝဲလာတယ်ဒီကရိုင်ရဲ့တကူတော့အဲအဲနေပါဦး စောစောကဒက်လေကတဲ့ six ဝင်သွားတဲ့ချိန်တကားပြန်ပိတ်သွားတာကို Ashley ကကမ္ဘာကနဲ့လက်နဲ့ထိုးပြီးအတန်းတာအချိန်မီဝင်ခဲ့ရတာနော်အခုကျတော့တတိထက်ဝင်လာတဲ့အထိဒက်လေကအကြာကြီးရက်နေတယ်လို့ပဲอืมဒီဒက်လေကလည်းဒူသုံးယောက်နဲ့အထက်မှာတက်ဆင်းလောက်တာလားစုတ်ကနေမဆိုရင်မလုပ်ပဲရက်နေတာလားမသိဘူးနှစ်ယောက်သေးတာဝင်သွားရင်ပထက်ဆင်းလို့ရောမောင်းကြောက်ခဲတာဆောင်းသွားဘူးပဲနော် ဒီပါလေးထားပါတော့ Deep က Ryan တကူရောကတဲ့မှု Fate Resume Mission မှာသူလက်တနေရာပါကျင်နေတဲ့သူက Family Show တခုနဲ့ပါကျင်နေတာဒီတော့ Ashley ကလည်းစိုးစောကဒေါသကို Deep ပေါ်ကိုပုံချပချင်းကလပိုင်းတကောက်ကိုကားနဲ့ချိန်မိစေခဲ့တဲ့သူဖြစ်ကနမပြက်ကြံနေတုံးပဲတခါတည်းမတုံးတွေကသူတို့ကိုသူတို့တိုက်တော်တယ်လို့ထင်နေရဆိုပြီးဝလုံးရှင်နဲ့ရန်သွားပါတယ်။နှစ်ယောက်တည်းကြံခဲ့တော့ Sage ကဘာလို့စူပါမဟုတ်ပဲတာမန်လူရဲ့ပြောဆိုကိုငြိမ်ခန့်နေတာလဲ။သူ့ကိုငကားမဲ့တော့ထင်နေသလား။ရင်းမွေးသက်သာပါပဲ။ တော့ဆိုရင်သူ့လောက်လေးကစူပါကိုဆရာလောက်တာမခံနဲ့လို့ဟောက်သွားပါတယ်။အမမ်တို့ကအခင်းပြက်ကိုပြန်စစ်ကြည့်တော့အလောင်းတွေကစက္ကန့်ပိုင်းတွင်အလိုလိုရောက်ရောက်လာလို့အေထရိတ်လက်ချက်မှန်တိသွားကြတယ်။နောက်ဆုံးတာဟာ Sister Six Four ရဲ့ထက်မြက်တဲ့မဗျူရရေးရပညာရှင်ရဲ့ကလင်ကူးချင်းညာဆိုတာအမမ်ထပ်တိသွားတယ်။ Six Four ကိုစစ်ကြည့်လိုက်တော့ဒီနေ့ Vault Garden Inn မှာလုပ်မဲ့ Conspiracy Theory Conference ကိုစီးရင်သွန်းထားတာတွေ့လို့သူတို့ဒင်းကြလှုပ်ရှားမယ်လို့ပိုင်ပင်လိုက်ကြပါတယ်။ Ryan ရဲ့အတွက်မကောင်းသူပဲကောင်းသူပဲဝက်ရပါစိုးတဲ့ဘုတ် Raz လည်းလုံနေကြတယ် ယ်ကလေးကလူစိတ်ရှိရင်အကြမ်းရန်တွေမလုတော့ဟုံးလန်တာအမလို့အပြရဖြစ်နေတယ်တကယ်တော့သူကမီလင်ကိုကင်ဆုတ်ပြစ်လိုက်ရမှာဆိုတော့သူ့သားကိုအားထက်ခိုင်းနေလူလစ်ချိန်မှာတိမ်ကဟုံးလန်တာကိုမတော်လူတော့မတတ်ပါဘူးနော်လို့ကတ်တိုးလေးမေးလိုက်တော့မင်းမဆက်ကိုဖိထားလို့အချင်းခံလိုက်ရတယ်ပူသွားတဲ့ deep စစ်မြဝေးထားတဲ့အတိုင်းအရှလီရှိရာကိုသွားပြီးမင်းငါ့ကိုစောစောကကပြောလို့မရဘူးခတ်တီလီပြောလိုက်တယ်အရှလီကမရင်ကလို့ထင်ပြီးပမာမခတ်ပြလုပ်တဲ့အခါတိမ်ကအရန်စိတ်ဆိုးသွားပြီး မကပင်လေခုနှစ်ဆင်းရဲ့အခင်ဒီလိုတွေအထွန်းထက်တဲ့ ်မင်းကိုအင်တာခွက်ထဲမှာရင်းနစ်ပြစ်လိုက်မယ်လို့ကြေငိုက်တယ်အက်ရှလီလည်းဆရာခေါ်ရမယ်တော့တယောက်ထပ်တူးသွားပါတယ်ဖော့ခါတိုင်းရဲ့မှာဒဝိုင်းစလင်းများဝင်သွားတော့ဟိုတယ်လော်ဘီမှာဘီလီဘူးချောက်ကိုတန်တော့တွေ့လိုက်ရတယ် ်အမကထုတ်တွေ့ချင်းဝှချဝူသူ့မရှင်ကနေလွတ်တော်လို့မောင်းထုတ်တယ်ဘယ်ရမလဲအမမကပဲဝှချဝူအဖွဲကနေပယ်ထုတ်ပြီးသားဝှချဒီနေရာကိုသူ့ပါသူလာတော့ကိုနှင်ထုတ်ဖို့အခွင့်အာဏာမရှိစိတ်ပူတဲ့မိဘတယောက်အနေနဲ့မတရားမှုကိုပြေဒါပဲလို့ပြောခွင့်ရှိတယ်ကွာဂျန်နယ်လက်နဲ့ပြန်တွယ်လိုက်ပါတယ် Conspiracy Theory Conference ထဲမှာ Stonefront အသက်ရှင်နေသေးတယ်စတဲ့အမောက်ကိုမှန်လုပ်ထားတယ်ခေါလာဟာလာတို့ရော Slogan လို့ဘလူးပြတ်နေတယ်ကီမီကိုမြေမောင်းဂျိုးစုံကတော့နေဝင်းနေမတ်တဆိုင်နဲ့ကလေးတငယ်တွေကိုဘာဖြစ်မယ်ညာဖြစ်မယ် ရေးထားတဲ့ Raida Sensor ခခုတ် Sensor လူဝိကြိုက်စုလူကန်တွေပါပဲတကယ်ကိုကလေးစစ်သားဖြစ်ခဲ့ပြီးအဆုံးရှုံးကြီးမားခဲ့တဲ့ကီမီကိုဒါရီကိုမြင်တော့ဘီယာတဘူးပီတဘူးပွားပြီးမော့ချနေလိုက်တယ်ကမ္ဘာညာအကောင်းဆုံး Sister Sage ကဒီလိုမောင်းမဟာ Conference ကိုဘာလို့လာတက်ရတာလဲဟိုချ MM တို့လည်း Sister Sage ကို Share ခရင် Firecracker ဆိုတဲ့ Conspiracy Theory ရဲ့ထပ်တော့ခံဝင်ရောက်သွားတယ် Starlight Monday တွေပြောပြီး YouTube မှာလူတိုင်းမောင်းများစွာကိုမိုင်းတိုင်ရင်ငွေရှာနေတဲ့သူလူတွေကလည်းဒါရီကိုယုံကြည်နေတာ အန်အော်တယ်ဆိုပေမဲ့မပိန်းတွေဆိုတော့နိုင်ငံလူတိုင်းမှာရှိရပဲလေ Firecracker ဟောပြောဘူးနောက်ကနေလူလေသိမ်းမရှိအောင်လိုက်စီစဉ်ပေးနေတဲ့ Splendor ဆိုတဲ့လူဟောပြောပဲဆက်ဆက်ချင်းထောက်သွားတာကို MM3D ထားမိလိုက်တော့ Franchi နဲ့ Kimigoro ကိုနောက်ကနေလိုက်ခိုင်းလိုက်တယ် လိုက်ရှာနေရင်းက French ရဲ့ဖုန်းနဲ့ကူကိုလင်း message ဝင်လာတော့ Kim Bigo ကလူပြီးပောက်တက်ကြရတွေပြန်ပို့တယ်ဘရောက်တောင်ထောက်ထားကြလဲဆိုတော့အစတော့နေဘူးတဲ့နောက်မှရှစ်ဘူးလို့အမှန်ပြောတယ်သူတို့ Splendor ရဲ့ဖုန်းကိုစစ်ကြည့်တော့ Sister Six နဲ့ဆက်သွဲထားတာတွေ့လိုက်ရတယ်အခန်းတစ်ခဲထဲကနေ EO အပန်တွေထွက်လာလို့ဖွင့်ကြည့်လိုက်တော့ကိုဘွားတွေအများကြီးလုံနိုင်တဲ့ Splendor ဟာသူတိတ်ကျွနေတဲ့ Firecracker ရဲ့ဓာတ်ပုံကိုကြည့်ကိုဘွားတွေအများကြီးနဲ့လူကြော်မီတန်းကြီးလုံပြီးဘူးစံပြောတော့ပါဘူး ဆက်စုပ်စရာမြင်ကွင်းကိုမြင်လိုက်တယ်ပေါ့လေ Starlight နဲ့ Hewido ကတော့ A-train ကိုရှာထွက်နေလို့ဒီကြောင်တွေကိုမသိမပြင်းနိုင်ဖနင်းကနေညနေ3:00နာရီတိုင်းလာတက်တဲ့ပန်းချံတစ်ခုမှာ A-train ကိုချီအားခံမိသွားတယ် A-train ကတစ်တူလေးတွေနဲ့အတူရှိနေပြီးကလေးတွေကိုသူကယ်တင်ခဲ့တဲ့လူတွေကြောင့်ရေရင်မောမောပြောပြနေတော့စူပါကြောင့်ဒုက္ခိတာဖြစ်သွားတဲ့သူ့ကိုနေတန်ကဘင်းတက်ကလထိုင်နဲ့ရောက်လာတယ်မင်းကသားတွေကိုလာလာတွေ့နေတာရတန်းကရက်ငါသားတွေထင်ကြည့်နေတဲ့ကယ်တင်ရှင်မရှင်ဂုံလုံးကပြုတ်ဆောင်သွေးကြီးပဲမိတ်ကယ်တင် ဲ့တာဆိုလို့တယောက်မှမရှိဘူးဖောက်ဖောက်လို့လိုက်တဲ့ခို့ဆူမျိုးတားချင်းကိုတော့မှပြန်လာလိန်နေတဲ့ကောင်းလို့ပြောသွားပါတယ်ကြောက်တဲ့ငိုင်းချန်ခဲ့တဲ့ A train ရှိရာအန်ဒီကပွားချင်ပြီပဲ Huey ကတားလိုက်တယ် Fire Cracker ကတော့ Starlight Monday တွေဟောပြောပြီးပြီး စတားလိုက်အုံနောက်ကျင်းခံထားရတာမင်းပြောမှမှန်တည်တယ်လို့ပရိသတ်တူကလာပြောပြီးအမတ်တရဆဖီဆွဲလိုက်တယ်တစတဲ့ sister sister fire cracker စီကိုတန်းသွားပြီးနင်ခုလို့အဖိုးရေပြောနေတာအားလုံးကိုလက်စားမှုသက်သက်လားဒါမှမဟုတ်ရန်ညိုးကြောင်လားလို့ကြံ့ပေးလိုက်တယ်ဇက်လာဖွာတဲ့ဂျဘူးမှသက်သက်ထင်တာဟုတ်က sister sister လို့ဖွင့်ပြောတဲ့ပြင်ဟုံးလန်နဲ့အတူလှုပ်လှုပ်နေတဲ့သူဆိုပြီးဆဖီပုံကိုပြလိုက်တော့မှငြိမ်ကြသွားတယ် sister ကငါနင့်အစွမ်းကိုကြည့်ချင်တယ်လို့တန်းပြီးစာမဝဲဆက်လိုက်တော့ fire cracker ရဲ့အစွမ်းကြီးကခက်ညံ့ညံ့ င်လက်ထောက်တီးလိုက်ရင်မိပန်းလေးတပေါက်ဖွင့်သလောက်ပဲရှိရင်တေသားရမ်းမိကြကမှချစ်လိုက်ရင်တူတက်စွမ်းပြီးမိထထောက်သေးတယ်နင်ဘာတွေရောက်နေတာလဲဆိုတော့ဟုတ်တယ်ငါဒီယူတွေကိုလှည့်စားနေတာလူဘိန်းကြိုက်တယ်ပြောပြီးငွေရှာနေတာနင်ယုံမလားတော့မသိဘူးဂီလူတွေရဲ့တွင်းစိတ်ထဲမှာစိတ်ရိုင်းနေရှိတယ်ဒါမှမဟုတ်အကြည့်ချန်နေတာလည်းဖြစ်နိုင်တယ် ဒီလိုပြောဆိုနေတာကိုအမန်နဲ့ဘွေချာကခက်လန့်လန့်ကလေးမတန်ဖန်းပြီးနားထောင်နေကြပါတယ်။ဒီတော့ Fire Cracker ကဂေါ်လာဟာလာနဲ့ရက် TV Switch ကတော့အုံနောက်ကောင်တလုံးကသွေးရင်ဘာပါဝါမှမရှိတာသိသွားကြတယ်။ဒီတော့ဘွေချာကစိတ်ကိုဖမ်းအကျန်းနည်းနဲ့စစ်မေးခြင်းပြီးမယ်။အမန်ကဘွေချာကိုအပြင်ကိုဆွတ်ထုတ်တယ်။ဘွေချာလည်းမင်းတို့တောက်ချုပ်တွေနဲ့စူပါတွေကိုမရှင်းနိုင်ပါဘူး။မင်းခေါင်းဆောင်မှုပါကြောင့်လူတွေပုတ်သေးကုန်ပြီကွာလို့အော်တယ်။အမန်ကမင်း CEO ဝင်စင်းတာတော့ရတယ်။ဒါပေမဲ့အလုပ်မဖြစ်ဘူးဆိုတော့ဘွေချာလည်းအဲ့ဒါမင်းမိမကမင်းကိုပြောတဲ့စကားလား ါလို့ကြီးလိုက်တော့ကင်ဆာလူမမမွေးချောက်ဘူးအမမကထူးချင်မိတဲ့ချီဖြစ်သွားပါတယ်အထဲမှာတော့ကီမီကိုကကလေးသူငယ်ခွက်ခေါက်လှုံ့ဆော်စာတွေဘူးလိုက်ပြီးမှိန်နဲ့လိုက်ချစ်ပြည့်တယ်လူတယောက်ကသူ့ကိုလာထားတော့အဲ့ဒီလူကိုစောင့်တွန်းပြီးကလေးတွေကိုတကယ်တနိုင်ဒူကုံဦးသမားစစ်တွေကိုပွားဖက်ခွက်ခေါက်ပုံမြင်တွေကိုယုံဝင်နေတဲ့လူပြောဆိုပြီးထပ်သမမယ်လို့လူဖရန်ချီကမြန်ဝင်ဆွဲလိုက်ရပါတယ်စတားလိုက်တော့သူအိုင်အမ်ဘေဒင်ကိုကြဲဥတဲ့ခါသူတို့ကိုအထရင်းကလာဆောင်နေတာတွေ့ရလို့အာအသင့်သွားကြတယ်တွေ့တာနဲ့စတားလိုက်ရဲ့ကြားမြန်လုံးလေးကမိဝ ဝဲဝဲတောက်သွားတာပဲလို့ပြောပြီးဟင်းမိကိုအိတ်ထရင်းကစတစ်တစ်ခုပြစ်ပေးလိုက်တယ်။အခုဖမ်းဆီးခံထားရတဲ့ Starlight ရဲ့ဖက်တော်သားနှုတ်ဦးအထီးရုပ်ဖြစ်ချင်းမှာအဲ့ဒီနေရာမှာမရှိဘူးဆိုတော့ကင်မရာမတန်းဘာလို့ဒါကိုပေးတာလဲ။ဟေးမင်းငါ့ကိုငါမိသားစုရှေ့မှာဒါတွေလာမင်းလို့ပြောဆိုလို့ရတာ။မင်းတို့မလုပ်ခဲ့ဘူး။ဂျေဇုဆက်တာလို့ခေါ်တယ်။ပြောသွားတော့မြောက်သားအားအသင့်ကျင်းခဲ့ပါရဲ့။ ဒီလိုရဖြစ်နေလို့မြို့ပေါ်မှာ right hand ဟောင်းဖောဖန်ကိုတပြတ်တိုက်ပြီးမိန်းကလေးတယောက်ကိုတစားတန်လုပ်နေတဲ့လုံဆက် villain ကိုတကောတော့ကက်တင်မှုမရှင်တိုင်းဇက်ဖိတ်ထားတဲ့အတိုင်းဝင်ကယ်ဖို့လုပ်နေကြပါ Homelander ဖောက်ပြီးရောက်လာတယ် Homelander ကအခုပဲကင်ပေါက်လိုက်လို့ကြက်လိုက်တာ Ryan လည်းသူ့ super ဆွမ်းအားနဲ့တွန်းထုတ်လိုက်လို့ဟိုလူအမြောက်တဲ့ထက်အဖြစ်ခံလိုက်ရတဲ့လူပြန်တော်လူရှင်းစနဲ့လွန့်ထွက်သွားပြီးနိုင်ရန်ကိုရှုပ်နေပေါက်သူလူပြက်ခနဲ့ကတ်သွားလိုက်တာရိုးနဲ့ကားတော်ခွဲပြရဖြစ်သွားပါတယ် ဒီဖြစ်ပျက်ကရိုင်းရဲ့ကိုစိတ်ထိခိုက်သွားစေပြီးမဲ့ဟုံးလန်နာကတော့တားတော်ပေါင်လူစွမ်းကုန်းကိုဖက်တပ်ပုံလာလာရဖို့အထင်းပြုံးခိုင်းနေပါတယ်။ ဘောခရိုင်းအင်းထဲမှာ MM တို့ဟာစစ်ရလုံရှားမှုဘူးလိုက်ဆောက်ကြည့်နေတယ်ဒါပေမဲ့စစ်ဟာကမ္ဘာညံအကောင်းဆုံးလူဖြစ်တဲ့အတွက်သူတို့ခြေအခန္ဓာကိုကြိုသိပြီး MM တို့တစ်ဖွဲ့လုံးကိုဂျောင်းပိတ်ဖမ်းလိုက်တယ်ဒါကြောင့် MM တို့လည်း Sprinter Fire Crocker ပြင်တနတ်သမားတွေဝိုင်းဖမ်းတော့ခလိုက်ရပါတယ် Splinter ရဲ့စွမ်းကသူ့ကိုယ်ဘဝတွေအများကြီးဖန်တီးနိုင်တဲ့စွမ်းဒါကြောင့်လက်နက်ကန်တွေအလုံးကသူ့ကြီးပဲဖြစ်နေတယ် Sage ကဒါ CIA ရဲ့အကောင့်တွေပဲကမ္ဘာပေါ်မှာ Super Hero တွေကိုအများဆုံးတွတ်နိုင်တဲ့ Famalu အုပ်စုပဲသူတို့ကနင်းတို့တနိုင်ဟော ုံးရဏကတိတ်တဝေါ်ကြပြီးစူပါခွန်နဖို့စင်းတဲ့ထဲလိုက်မှပြေးကြတယ်။အဲ့ဒီလိုပြောပြီးတော့ထွက်သွားပါတယ်။ဒီတော့ကျန်တဲ့သူတွေ fighting play ကြဘူးပေါ့။ fire cracker နဲ့ splint လာလို့ထွက်တော့တည်ရင်နေကြီးရွှေရင်ရွှေတီစောင်းရမှာတေးကြနေပြီးသက်သက်နဲ့ချင်းပြီးနင့်ကိုကြောက်ပြီးပြန်ပုတ်မယ်လို့ fire cracker ကပြောတော့ဟဲ့အဲ့ဒါဂျပန်မဟဲ့အမောင်က ဝင်ပြောတယ်။ စပလင်တာနဲ့သူ့ကိုဝါတွေက MM နဲ့ Frenchy တို့တိုက်ခိုက်တယ်။ MM တို့လက်ချက်နဲ့ကူဝါတွေခမင်းများရှော့ကူလို့စပလင်တာလည်းအလင်းမီအောင်ကူဝါတွေကိုအမြန်ခွဲထုတ်နေရတာဗျာ။များလုံးတော့ကူဝါတွေရောသူ့ရောဒက်လန်ဒက်လန်နဲ့ Blind Fight တွေ fight နေကြရတယ်။နောက်လူတွေအတွက်အဝတ်အစားအဖြစ်မရှိဘူးမလား။သူတို့ရံပွဲကအဖက်ခန့်ကဗမေစွာပွဲအထိရောက်သွားတော့ MM နဲ့ Frenchy လည်းသူများတကာပြောနေတက်မှဆူးလို့ခိုရှင်တက်လိုက်ကြပြီးမဲ့ Fire Cracker နဲ့ဖွဲ့ကတော့တရဲမဲရဲ့စီတို့သေလဲလိုက်လာကြလို့မဆိုင်သူတွေပါထိခိုက်ဝေး ေဦးသုံးကားဖြစ်သွားတယ်။တစ်ချက်မှာ fire crack ကပြစ်လိုက်တဲ့ကြီးကီမီကွဲနှခုတဲတဲ့ကိုမှန်သွားတော့အန်တရတယ်လို့ထင်ပြီးချက်ချင်း light swirl နဲ့သူရဲ့ကောင်မကြီးကိုသူ့ကိုယ်သူစန့်တင်ပွဲထုတ်နေတော့မမျောလင့်ပဲဘွချာရောက်ချလာပြီးသူ့လက်ဆွဲတော့တန်တုံတဲ့ fire cracker ကိုပလန်လက်ပေါ်အောင်တီးပြစ်လိုက်တာခံလိုက်ရတယ်။ကိုဘွားတွေကလည်းသူရဲ့အိမ်မက်မင်းသမီးအထိတ်နာသွားလို့ဆက်ဆက်ခေါ်နာသွားကြသည် ်ပိုချဦးဝိုင်းပြီးဖိတပ်ဖို့ကြံပေမဲ့နောက်ဆုံးမှာမူရင်းကောင်ကိုဘဝကူးပေးလိုက်တာကိုဘဝတဲ့အလုံးအော်တိုရှောဗရာသာဖြစ်သွားပါတယ်ပြန်သတိရလာတဲ့ fire cracker လေးတယောက်တည်းကြံနေတော့ဖရောင်းနဲ့တင်းပါတသားတဲ့ကြောင်ထွက်ပြေးပါတယ်နောက်ဆုံးတော့ပိုချကပိုချပါပဲ ။ဖော်မာတော့ဟုံးရန်တာဟာနုံမြမြပါတဲ့မိရှင်နှခွန့်တဲ့ရိုင်ရဲ့နားကိုရောက်လာတော့တားတော်မောင်ကငုံနေရှာလို့အရင်ကတိုင်းလူတွေဆိုတာငါတို့ရဲ့ပျော်ရွှင်စက်တွေပဲလို့ဘလူပဲချက်ချော်ဒီတစ်ခါတော့ရိုင်ရဲ့ကမူတီပြန်တက်မလာတော့ဟုံးလန်ကလည်းသူ့သွေးသူ့သားမဟုတ်သလိုခုချင်းစာစိတ်တွေပြည့်နေတဲ့ရိုင်ရဲ့ကိုတိတ်ဆိတ်ဆိုးနှုံးလို့သူ့သားအတွက်ယူလာတဲ့မိရှိတ်လေးတောင်မှပြန်ယူသွားပါတယ်တော်တော်စိတ်ကောက်တန်တဲ့အဖေပဲ နောက်တစ်နေ့မှာ HIV ပေးခဲ့တဲ့အချက်လက်တွေနဲ့ Scarlett နဲ့ Hughie တို့ဟာတရားရုံကိုသွားပြီးမတရားဆွဆွဲခံထားရတဲ့လူတွေကိုကေတင်နိုင်ခဲ့ပါတယ်။ Scarlett ရဲ့ထောက်ခံသူတွေအားလုံးတိတ်ကူပြောပြီးအောင်ပွဲခံနေတာမြင်ရတယ်။ဒီတော့ Original Annie ဖြစ်ချင်နေတဲ့ Scarlett သူဒီတိုင်းဆက်ပွားလို့မဖြစ်တော့ဘူးလို့သဘောပေါက်သွားတယ်။ Etrain လိုပဲ Superhero ဝိစုံထဲမှာမှန်ကန်တဲ့နှလုံးသားရှင်ဖြစ်တာပဲလေ။ဒီတော့ကြားမျက်လုံးလေးလင်းလက်ပြီးဒီအဖွဲ့အတွက်သူ့လက်ကနေပြုံးလိုက်ချက်လင်းတန်တွေထုံညိလိုက်တာ Scarlett Scarlett ဆိုတဲ့အတန်တွေတော်တော် မြန်သွားပါတော့တယ်။ဖရန်ချီကတော့သူ့ကိုယ်ပိုင်ပြဿနာအတွက်သူ့အကြောင်းမှန်သမျှခြေခါကနေဦးမကြီးထိသိတယ်။မျက်လုံးဝဆမ်းမှချယ်ရီကို face တိုင်းဆက်ပြီးတိုက်မင်းတယ်။တကယ်တော့သူဟာတိတ်မှကိုလေးရဲ့မိသားစုတစ်ခုလုံးကိုတက်ခဲ့တယ်သူ။အခုတော့ကိုလေးနဲ့သူသူအိတ်နေကြပြီ။ဒါကိုကိုလေးသိသွားရင်ဘာဖြစ်မယ်ထင်တယ်လဲ။ နောက်တယောက်ဟျူရဲ့ဒေါသကတော့လူနာဆောင်တဲ့သူ့အမေကစာအုပ်လေးနဲ့ညိတ်နေတယ်ဆိုပြီးကြံဖန်ဒေါဖောင်းနေတယ်တကယ်တော့သူ့ဘက်ကသာအမြင်မကြည့်တာပါကိုမဖြစ်ပြီးတေရမဲ့ချင်းကိုစောင့်နေသူအတွက်လှုပ်ပေးစရာနိမ့်နာဆဆမှမရှိတော့ပဲလေ ်ကီမီကိုဘက်မှလည်းသူပြောသနာလက်သူခုထုံးဆရာဝဲရဲ့ကပြားကိုစိုက်ကြည့်နေပြီးကုသမှုဆက်ခံရင်ကောင်းမလားလို့စဉ်းစားနေတယ်ဒီလိုနေရင်ကွန်ပျူတာမှာမေဝင်းဒီသဟုံတက်ဖွဲ့အကြောင်းသတင်းတပုတ်ကိုတွေ့လိုက်တော့အနာဟောင်းကပြန်ကြွပါတယ်မကြေပွဲသူနှွဲရအောင်မယ်ဒီလိုဆုံးဖြတ်ချက်နဲ့ဖဘိုင်းစ်လေးများဝေချင်းကလည်းသူတယောက်တည်းထွက်သွားကြည့်မှာပဲဟိုချလဲတိတ်တိတ်ဆိတ်ဆိတ်ဝဲလာတယ် အမမကစောစောကသူတို့ကိုခဲခဲ့တဲ့အတွက်ကျေးဇူးပဲလို့ပြောတော့တကယ်တော့အဲ့ဒီ sis ကိုပဲရှင်းပြလိုက်ရမှာအဲ့ဒီစာမင်းကသပိုင်းစင်းမြောက်ကိုထောက်ချုပ်တဲ့ဆွဲသိမ့်လိုက်တော့ဘူးလို့ပူချာကဒီတစ်ခါခတ်မှန်မှန်နဲ့ပြောတယ်နောက်၆လနေသေတော့မဲ့ငါ့ကိုခိုင်းရမယ်စာသူတို့တွေကိုမင်းတော့ခိုင်းခဲ့သူ့ဘဝရဲ့လက်ကျန်အချင်းတွေပါ right အတွက်ပူကောင်းစီစဉ်ထားခဲ့ခြင်းတည်း mm မင်းမပါဘဲနဲ့လေလွတ်လို့မရဘူးကျေးဇူးပြုပြီးအဖွဲတဲ့ကိုပြန်ထည့်ပါလို့ပြောပေမဲ့အမှန်မကတော့ဝှထရီမင်းလုတ်ခဲတာတွေတိတ်ပြားလို့နေပြီတိတ်နောက်ကျသွားပြီလို့ပြောပြီးကြောခိုင်းလိုက်ပါတော့တယ်ကျေးဇူးနာစင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်